င်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှပြန်လေးကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုဆက်လက်စီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့တာယာဝရီတွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားသောလူငယ်58ဦးကိုစစ်သည်နှံကြောင်းသို့ပို့ဆောင်မင်းလာတွင်လည်းစစ်တပ်ကခြေရွာများကိုစီးနေမိလူငယ်များကိုလိုက်လံဖမ်းဆီးနေဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ ပဲခူးတိုင်းတာယာရီမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကတကြံတွင်ပေါ်တာဆွဲဖမ်းဆီးထားသောလူငယ်58ဦးကိုစစ်တပ်နှင့်ပို့ဆောင်လိုက်ကြောင်းဖမ်းဆီးခံလူငယ်များ၏မိသားစုဝင်များကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် ဧပြီလ23ရက်နေ့မှာစတင်ကတကြံကာလာများတွင်တာယာဝရီမြို့နယ်အတွင်းရှိကြေးရွာရက်ွက်များမှလူငယ်48ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းအဆိုပါလူငယ်များကိုမြို့နယ်ထွေးဦးရုံးဟောင်းတွင်ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက်ဧပြီလ19ရက်နေ့တွင်မိသားစုဝင်များထံအကြောင်းကြားခြင်းမရှိဘဲစစ်တပ်နှင့်အကြောင်းသို့ပို့ဆောင်လိုက်ကြောင်းဖမ်းဆီးထားသောလူငယ်တို့ကိုစစ်တပ်ကပြန်လွှတ်ပေးမည်ဟုဆိုကငွေကြေးသိမ်းဆည်ကြီးလိန်လယ်တောင်းခံခဲ့ကြောင်းသိရှိရသည်။ တာယာရီမြို့နယ်တဲကကျေးရွာရက်ကွက်တွေမှာအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်48ဦးကိုဧပြီလ19ရက်နေ့ညပိုင်းစစ်တပ်နဲ့ကြောင်းကိုပို့ဆောင်ပါတယ်။စစ်တပ်နဲ့တွားရမယ်တရင်ကြလို့လာတွေးကြတဲ့မိသားစုဝင်တို့ကိုလည်းအတွေ့မခံပဲဆက်ကားသုံးစင်းနဲ့အတင်းကျပ်စစ်တပ်နဲ့ကြောင်းကိုပို့လိုက်ကြပါဟုဖမ်းဆီးခံလူငယ်တွေမိသားစုဝင်ကပြောဆိုသည်။အလားတူမင်းလာမြို့နယ်ပတ်တန်းကြီးကျေးရွာကိုဧပြီလ18ရက်နေ့နနက်၄နာရီခန့်အချိန်အစမ်းမဆက်ကောင်စီတပ်သားများဝင်ရောက်စီးနင်းခဲ့ကြောင်းရင်းနှောင်းကျေးရွာတွေမှာကို မျိုးမင်းဦးကိုရဲတက်နဲ့ကိုဝင်းအောင်တို့ကိုစမုတ်တန်းခရံပေါ်ထဆွဲပန်းစီခဲ့ကြောင်းသိရှိရသည်။ထို့ပြင်ဧပြီလ18ရက်နေ့နနေ့ရှင်းနိုင်ခန့်အချိန်ကလည်းမင်းလာမျိုးနဲ့စင်တဲကုန်းရွာအရှိဘတ်ထိန်နဲ့ပိုးယုံကုန်းရွာအနောက်ဘတ်ထိန်ရှိကားလန်ကိုပိတ်ဆို၍အစမ်းမတ်စစ်တပ်ကပေါ်ထဆွဲပန်းစီခြင်းကြောင်း ထမ်းမင်ကုံရွာမလူငယ်တူဘူယုံကုံရွာမကိုကိုနိုင်ကိုငပြောင်းကြီးကိုလင်းလင်းစင်နေကုံရွာမကိုဝီရန်တက်ကိုဖိုးချေဦးငိမ့်ဤသားဖြစ်သူအပါဝင်စုစုပေါင်းလူငယ်ရှေပေါ်တာဆဲဖန်စီခံခဲ့ရကြောင်းသိရှိရသည်ထို့တူမင်းလာမျိုးနယ်ပန်းတော်ကြီးရွာကိုလည်းဧပြီလ16ရက်နေ့မွန်လွေ12နာရီခန့်တွင်အကြံဘတ်စတက်ကဝင်ရောက်ပေါ်တာဆဲဖန်စီခြင်းကြောင့်ကိုဖိုးဝဲကိုဂျပန်ကြီးကိုမင်းမင်းအောင်နဲ့ကိုတနုံတို့ဖန်စီခံခဲ့ရကြောင်း ထို့ပြင်စင်တဲကုန်းအုပ်စုအတွင်ရှိကရင်တိန်ရွာနှင့်မဆိုးရင်ရွာအပဝင်းအနီနာကျေးရွာများကိုလည်းအစံဖတ်စစ်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးသည့်ပြင်လူငယ်များနေအိမ်များတွင်မနေရတော့ဘဲတိမ်းရှောင်နေကြရကြောင်းသိရှိရသည်ဆလဘီစင်ကုန်းမြို့နှင့်အောက်စီကုန်းကျေးရွာကိုစစ်တပ်ကလေကြောင်းဖြင့်ပုံချဲတိုက်ခိုက်မှုငါးလောက်သာရွယ်ကလေးတို့အပဝင်းပြည်သူလေးဦးတန်ရန်ရဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် မန္တလေးတိုင်းစင်ကုမြို့နယ်အောက်စည်းကုန်းကျေးရွာကိုအကြမ်းဖက်ဆက်ကောင်စီတပ်ကလေးကြောင်းမြင့်ပုံကျဲတက်ခတ်ခဲ့ရာငါလာသားရွယ်ကလေးတို့အပါအဝင်ပြည်သူလူထုခိုင်တရားရရှိခဲ့ကြောင်းပြည်ဦးလင်ခိုင်ပြည်သူ့ကော်မတီဖွဲ့မှတောင်းရှိသူတို့ကရန်ကုန်ခေတ်တည်ရင်ဌာနတန်းသူပြောကြားသည်ရမန်နေ့ဧပြီလ22ရက်နေ့ညနေ3:30မိနစ်အချိန်စင်ကုမြို့နယ်အောက်စည်းကုန်းကျေးရွာကိုအကြမ်းဖက်ဆက်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေ လေကြောင်းပြင်ပုံကျဲတိုက်ခိုက်ခဲ့ရအသက်9လအရွယ်ကလေးငယ်တို့အပါအဝင်ပြည်သူလေးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၎င်းတို့အနက်အသက်60အရွယ်အမျိုးသမီးတို့အပြင်ထံဒဏ်ရာရရှိပြီးစံပြည်သူများမှစိုးရိမ်စရာမရှိကြောင်းသိရှိရသည်ထို့ပြင်ပြည်သူနေ၃လုံးထိခိုက်ပျက်စီးခဲ့တဲ့အပြင်နှွားတကောင်ဝက်လေးကောင်လည်းသေဆုံးခဲ့ကြောင်းသိရသည် စင်ကုန်းအောက်စီကုန်းကြေးရွာကိုလေချောင်းကနေပုံချဲသွားတာအသက်၅လအရွယ်ကလေးပါဝင်လေးဦးထိခိုက်ဒဏ်ရာရတယ်။အဲဒီအထက်ကအသက်60ဝန်းကျင်အမျိုးသမီးကပြင်းထန်ဒဏ်ရာရပြီးဇန်နေသူတွေကမစိုးရိမ်ရဘူး။နွားတကောင်ဝက်လေးကောင်သေးတယ်။နေအိမ်သုံးလုံးလည်းပြက်စီတယ်ဟုပြည်ဦးလင်ခရိုင်ပြည်သူ့ကော်ရီအဖွဲ့မှတောင်းရင်ရှိသူကရန်ကုန်ခေတ္တတွင်ဌာနတန်းသူပြောကြားသည်။အကြံဖတ်စေကောင်းစီကမန္တလေးတိုင်းစင်ကုန်းတပိတ်ချင်းမတရားမျိုးနဲ့တွင်ရှိပြည်သူလူထုနေဒဏ်ရာကြေးရွာများကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားကနေစဉ်နေတိုင်းလေးချောင်းမြင့်ပုံချဲ တိုက်ခတ်လက်ရှိတာထို့ကြောင့်ပြည်သူများအနေဖြင့်လေးချောင်းရန်ကာဝေးရေးနီလက်များလိုင်းနာကြရန်အိမ်တိုင်းတွင်ဘုံခုခြင်းများတူထားကြရန်တော်လိုင်းအင်အားစုများကတိုက်တွန်းထားသည်ဧရလ20ရက်နေ့ည10နာရီခန့်အချိန်ကလည်းစင်ကိုမြို့ဝင်တရာနေချမ်းဘက်စစ်ကောင်းစီတက်ကလေးချောင်းဖြင့်ဘုံကျဲတိုက်ခတ်ခဲ့ရာတပ်ပင်တီမှန်ပောက်ကွဲသွားပြီးပြည်သူထိခိုက်မှုမရှိကြောင်းသိရသည် ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကောင်စီအပြစ်ခက်ရစေးချိုးဖောက်လာမှုတွေကြံ့ရမရဖြစ်လာခြင်းကိုညွှန်ပြနေဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံနေငလျင်တန်းကြီးနဲ့ရင်းဆိုင်နေရဆင်တွေမဲ့မယမနာပုံချဲတိုက်ခိုက်လာနေခြင်းနဲ့လှုပ်ရုပ်လှုပ်ဆင် အာဆီယံကိုပေးထားသောဂရီကိုချိုးဖောက်ခြင်းမဟုတ်တော့ဘဲပြိုလဲလိုက်လာနေသည့်အခြေအနေနဲ့ရင်းဆိုင်နေရ၍ဖြစ်သည်ကိုအစားချေကအေရှားတိုင်းစာဆောင်နဲ့ရှိခိုးလိုရေးသားလာခဲ့သည်။ အလဲကျအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်မှတမိုင်းဝင်အစိုးပြုချက်တည်းရချပြလာပြီးမင်းအောင်လိုင်းနဲ့ရရှိခဲ့သောသဘောတူညီချက်မှတ်တမ်းသည်မင်းမေမချောက်သေးမီပြန်ရင်သွားခဲ့ပြီဖြစ်သည်မင်းအောင်လိုင်းသည်ရခုတစ်ချိန်တွင်ငလိမ့်ဘူဟုချက်ဖြစ်သောစကိုင်းကိုပြစ်မှတ်ထားပုံကျဲတိုက်ခိုက်လာခဲ့သည်ဤသည်ကပင်လူသားချင်းစာနာထောက်ထားသည်ဆိုသည့်အခရီးပြတ်မှုဖြင့်ရေးချယ်လိုက်ခြင်းဖြစ်သည် ဒီတစ်ကြိမ်တွင်တော့၎င်းတို့ထိုးသွို့ခရီးဖောက်ဖြက်လာမှုသည်အာဆီယံကိုလည်းအပြစ်လည်းမဟုတ်သည့်အပြင်အန်ဝါနှင့်လည်းမဆိုင်ရချမဆိုင်ဟုဆိုရမည်ဖြစ်သည်အန်ဝါသည်လက်ရှိအနေအထားကိုအလှည့်ပြောင်းကြီးဖြစ်လာစေရန်စက်ကောင်စီနေရောအမျိုးသားညီညွတ်ရေးဆိုရနေမှာနိုင်ငံရေးအရာတတိရှိရှိစွန်းစားပြီးတွေ့ဆုံခဲ့သည်၎င်းတို့တို့တွေ့ဆုံခဲ့ရပ်ပိုင်းအတွင်းငိမ့်ချင်းရသွားကြအောင်မရှိတော့လေစစ်ဘုံချုပ်မြိုင်မပြောင်းလဲနိုင်သောကောင်းမာနေတဲ့အဖြစ်ကို ရှင်းရှင်းလင်းလင်းကြီးထုတ်ဖော်နိုင်ခဲ့တဲ့အပြင်အာဆီယံတန်တမန်ရေးဆိုင်ရာဂျိုးပန်အားထုတ်မှုများအားလည်းအသက်တဖန်ပြည့်ပြည့်တသားဂျိုးပန်နိုင်ငံနဲ့တရားဝင်မှုကိုလမ်းဖွင့်ပေးလိုက်ခဲ့ခြင်းလည်းဖြစ်သည်။နိုင်ငံတကာပဏိပက္ခများလေလာရေးအဖွဲ့မှမြန်မာတာဝန်ခံရစ်ချတ်ဟိုဆေးကစစ်ကောင်ဆောင်များသည့်ပြည်ခက်ရက်စဲရေးကိုငြိမ်းချမ်းဖို့ဆောင်ရွက်မျိုးစားပင်၎င်းတို့၏ဤပြူဟာမြောက်ပြန်လည်နေရာချထားရန်တော်တာယူဆထားကြသူများဖြစ်သည်ဟုဆိုသည်။ယခုလိုတစ်ခုပြီးတစ်ခုချိုးဖောက်လာခြင်းသည့်အံ့ဩစရာမဟုတ်ပဲ၎င်းတို့အနေအထားမြည်သို့ရှိ နေတွေကိုအချက်ပြလာခြင်းပင်ဖြစ်သည်ဟုထောက်ပြခဲ့သည်။ယခုတစ်ချိန်တွင်အချက်ပြရုံနဲ့မဟုတ်တော့ဘဲ၎င်းတို့အတွက်အန္တရာယ်ရှိလာနေသည်ကိုပြဆိုနေခြင်းလည်းဖြစ်သည်။နေမည်များဆုံရှုံလာနေသည်သာမကနိုင်ငံတကာနှင့်မှယုံကြည်မှုဆုံရှုံသွားရပြီးတပ်တွင်းအမိန်ပေးအမိန်ခံစနစ်တွင်ရှေးနောက်ညှဉ်းပန်းမှုရှိဖြစ်လာနေသည်။ တော်လန်ရေးဤအထင်ကရပြယုတ်ဖြစ်လာသည့်စကိုင်းတွင်ပိုး၍သေးသာထင်ရှားလာသည်မင်းအောင်လိုင်းဖိုးကငလျင်တန်းခံနေရတော့လေတော်လန်ရေးအဖွဲ့များစကိုင်းဒေသအောင်ပိုး၍တင်းတင်းကျပ်ကျပ်ချုပ်ကင်လာနိုင်မည့်အရေးကိုမြေတို့များစိတ်ကူး၍ပေမရအောင်ဖြစ်လာသည်ထို့အတွက်ဘုံကျဲတိုက်ခိုက်လာခြင်းနှင့်ပြည်ထန်ခတ်ခြင်းမျိုးမဟုတ်တော့ပေကြံ့ရမရကမှုရှုလို့လှုပ်လာနေခြင်းပင်ဖြစ်သည်ထို့သော၎င်းတို့ဘက်တွင်အနေအထားများမှုံဝါလာနေခြင်းမျိုးတွင်အန်ဝါနှင့်အာဆီယံအတွက်အင်အားများဖြစ်လာရသည်မင်းအောင်လိုင်းကလေးဖောက်ပြန်မှုသည်အန်ဝါအတွက်မရည်ရွယ်ပဲ နဲ့နိုင်ငံရေးအရာရောကိုကျင်းသိခါပိုင်းအရာပါအရင်နှိမြပုံရတိုးပွားလာရသည်အန်ဝါတ်2025မေလကုန်ပိုင်းတွင်အာဆီယံတရုတ်နှင့်ပင်လယ်ခွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC တို့နှင့် ပူရင်ထိပ်သည့်အစည်းအဝေးလက်ခံကျင်းပရမည့်အချိန်နှင့်လည်းအန်ကိုင်းဖြစ်လာခဲ့သည်။အပြည့်ကရစဲရီပြိုလဲသွားခဲ့ရခြင်းဒီကပင်လက်ရှိအနေအထားတိုင်းဆက်သွားခွင့်ပြုရမရတော့ဆိုသည်ကိုရှင်းလင်းစွာပြဆိုလိုက်ပြီးဖြစ်သည်။မြို့သူများဖြေရှင်းမှုမရှိဘဲကြာနေခြင်းဒီကြံရပါသောဖြစ်သွားနိုင်ပြီးနိုင်ငံတွင်အကွဲအပြေးများဖြစ်လာခြင်းအတွက်အာဆီယံ၏တပြေးညီစုပေါင်းကြိုးပမ်းရတော့မည်ဖြစ်သည်။အန်ဝါသည်နှစ်ပတ်စလုံးနှင့်ထိတွေ့ဆက်ဆံပြီးသူဖြစ်၍ မေးမရခြင်းညာချက်များကိုထုတ်ပြန်ရမည့်အချိန်မဟုတ်တော့ပဲပြဿနာကိုဖြေရှင်းနိုင်ရန်နည်းလမ်းများကိုရောက်ရှိလာမည့်ခေါင်းဆောင်များကိုတင်ပြနိုင်ရန်အကောင်းဆုံးအနေထားတွင်ရှိလာသည်မြန်မာရေးဂျပန်၏အထူးသံတမန်ဖြစ်သူယိုဟီဆာဆာကာဝါမှရှုံးချီမှုဟုသည့်အကန့်အသတ်နှင့်သာရှိသောအရင်းမြစ်လေးဖြစ်၍ရင်းအားထက်တလေးလေးချိုးပေါက်ခံလိုက်ရပါကရှေးလျှောက်ထိတွေ့ဆက်ဆံမှုတိုင်းအားစီကံသတ်မှတ်ချာနှင့်လှုပ်လာရမည်ဖြစ်သည်ဟုပြောလာခဲ့သည် တချိန်ကတိတ်တိတ်ဆိတ်ဆိတ်နဲ့ဇွေနှပဲကြီးစွာကျိုးပန်းခဲ့သောဆဆဝါကားသည်ပင်ပြောင်းလဲလာနေသောရေလိုင်းနှင့်အတူမျောပါလာခဲ့ပြီးတန်တမန်ရေးသည့်စောင့်ကြည့်ယုံဖြင့်မလုံလောက်တော့ပဲဖိအားပေးနိုင်မှဖြစ်မည်ဟုယုံကြည်လာပြီးဖြစ်သည်မြန်မာအရေးကျွမ်းကျင်သူဒေးဗစ်စကော့မေဒီဆန်မှလည်းစစ်တပ်သည်ဆွေးနွေးပွဲဆိုသည်ကိုအချိန်ဆွေးရသည်ဟုသာသဘောထားတည်း၍အာဆီယံ၏စိတ်ဓာတ်များတဖြည်းဖြည်းလုံးပါပါလောင်ထိုင်ဆောင်နေကြသူများသာဖြစ်သည်ဟု2025အစောပိုင်းကထောက်ပြခဲ့မှုသည်အန်နဝါရီနှစ်ဖက်စလုံးနှင့်ဆက်ဆံပြ ခဲ့မှုသည်၎င်းတို့မျှော်လင့်နေသလိုအာဆီယံညီညွတ်မှုသည်အစမ်းသက်ခံနိုင်ကြောင်းထုတ်ပြလိုက်ခြင်းပင် ဖြစ်သည်အလုံးအတွက်ဆိုရင်မခင်ဖြစ်လာနေသည်ကတရုတ်အိန္ဒိယဘင်္ဂလားဒေ့ရှ်နှင့်ထိုင်းနေဆက်များတွင်အုပ်ချုပ်ရေးမဲ့နေသည့်နေမင်းများဖြစ်လာပြီးမူရစ်စေဝါနှင့်လူကုန်ကူးမှုပြင်အင်အားကြီးနိုင်ငံများ၏တဆင့်ခံဆက်ပွဲများအဖြစ်အသွင်ကိုးပြောင်းနိုင်မည်အရေးပင်ဖြစ်သည် ငလျင်တန်းသိငဲ့တဲ့စကိုင်းတွင်ပဲပြည့်ခတ်ရက်စဲရီကိုချိုးဖောက်ပြီးဘုံကျဲတိုက်ခိုက်နေခြင်းကပင် လုံနေကြကလေးဖောက်ပြက်ခြင်းမျိုးမဟုတ်တော့ပဲစစ်ကောင်စီအတွက်အဆုံးဖြတ်ပေးလာတော်မူအနေထားရောက်ရှိလာခြင်းလည်းဖြစ်သည်အန်ဝါနဲ့အာဆီယံသည်၎င်းတို့၏အားနည်းချက်ကိုအမေရဆုတ်ကိုင်းပြီး ရှုတ်ချပြတဲ့မနေတော့ပဲပြဒနာဖြေရှင်းနိုင်တဲ့အထိလှုပ်သွားရမည်ဖြစ်တဲ့အန်ဝါသည်အဖွဲ့ဝင်နိုင်ငံများ၏ထောက်ခံမှုနှင့်အညီဆဲဆုနှင်းနှင့်ချီ၍အာဆီယံစိတ်ရှည်စွာဖြင့်မလုံမရှက်ငြိမ်သက်နေသည့်တန်ခင်းတမန်ခင်ကိုပေါက်ထွက်နိုင်မှသာသခိုင်းတို့ကြောက်ရောက်လာသောပုံများသည့်နေပြည်တော်သို့တိုက်ရိုက်တက်ရောက်မှုရှိလာမည်ဖြစ်သည်ပြည်သူတို့၏တွန်လှန်စစ်မုတ်ချအောင်ရမည်